မင်္ဂလာပါရှင်။ဗမာခေတ်တည်ထင်ဌာနရဲ့ထိတ်တန့်တည်များကိုတင်ဆက်ပေးပါမယ်။ပထမဆုံး No Fly Zone သတ်မှတ်ပေးရန်ကိုရီးယားရောက်မြန်မာများတမနာထရန့်ထံအိတ်ဖွင့်ပေးစာပို့တဲ့ကြောင်းကိုတင်ဆက်ပေးပါမယ်။ မြမရေတောင်းဆိုမှုတွေနဲ့တူလေရင်မပြန်တန်ရောက်ဆုံး no fly ဆုံးတက်မဲ့ပေးဖို့ American သမ္မတဒေါ်နယ်ထရန့်စီတောင်ကိုရီးယားရောက်မြန်မာတွင်အိတ်ဖွင့်ပေးစာတစောင်းပေးပို့ခဲ့တယ်လို့သိရပါတယ်။ American သမ္မတဒေါ်နယ်ထရန့်ရဲ့အာရှခီးစင်မှာနောက်ဆုံးနိုင်ငံဖြစ်တဲ့တောင်ကိုရီးယားနိုင်ငံကိုအောက်တိုဘာ29ရက်မှာရောက်ရှိလာခဲ့တာကြောင့်ကိုရီးယားမှာရောက်ရှိနေကြတဲ့မြမရေဟာမြမရေကိုကူညီပေးဖို့စံနာထုတ်ဖို့တောင်းဆိုခဲ့ကြပြီး no fly ဆုံးတက်မဲ့ပေးဖို့ပါတယ်။အိတ်ဖွင့်ပေးစာတစောင်းကိုလည်းပေးပို့ခဲ့ ဲ့တယ်လို့သိရပါဗျ။ သမရထရန်ဟာစိုးမျိုးကိုမရောက်လာခဲ့ပေမဲ့လေစိုးမှရှိတဲ့ American တန်ယုံရှိမှအော်တိုဘာ29နဲ့30ရက်တွေကဆန္ဒထုတ်ဖို့တောင်းဆိုတာနဲ့အိတ်ဖွင့်ဗီဇာပေးဖို့ကြေလို့ဆက်ရနာတိမ်မှုစန့်ကျင်ရေးကော်မတီအတွင်းမှုတက်ကိုပိုင်ကပြောပါရယ်29ရက်နေ့မှာကျွန်တော်တို့ကန်ဆောင်ထားတဲ့ V9 တွေကိုပြင်ဆင်ပြီးတော့ညရင်းချင်းပဲစိုးကိုတက်သွားတယ်စိုးမှရှိတဲ့ American တန်ယုံကိုသွားတယ်တန်ယုံကိုလာသည်ဖြစ်စေမလာသည်ဖြစ်စေကျွန်တော်တို့ကအကူအညီလိုတဲ့သူဆိုတော့လှုပ်ရှားရှိတာလုပ်မယ်ဆိုပြီးညရင်း ချင်းပဲတက်သွားတာပါအာနာသိန်းစစ်တပ်ကအပြစ်မဲ့ပြည်သူတွေကိုနေစဉ်တပ်ဖြတ်နေတဲ့နေရင်နဲ့ဘုံကျဲတဲ့ပေါ်တောင်ဆွဲတဲ့အပြစ်မဲ့ပြည်သူတွေကိုဖမ်းပြီးတော့စစ်မှုထမ်းခိုင်းနေဒါရီကိုရက်တက်ပေးဖို့ကျွန်တော်တို့အကူအညီတောင်းတာဖြစ်ပါတယ်ပြီးတော့ no fly zone ပေါ်တော့ဒါရီကိုတက်မဲ့ပေးဖို့အကူအညီတောင်းနေအဲ့ဒီမှာကျွန်တော်တို့စားတဆောင်ကိုလည်းတာဝန်ရှိပုဂ္ဂိုလ်တွေကိုပေးခဲ့ပါတယ်ဟု၎င်းကပြောပါတယ် တန်ယုံဝန်ထမ်းတွေကတဆင့်သမရဒေါ်နယ်ထရန့်စီပေးပို့ခဲ့တဲ့စာမှာတော့ဆန္ဒထုတ်ဖော်ရမှာကိန်းဆောင်တောင်းဆိုခဲ့တဲ့စာသားတွေနဲ့တူစစ်ကောင်စီကိုနိုင်ငံတကာအနေနဲ့ထိရောက်တဲ့ကိန်းတွဲဖြည့်ရှင်းမှုတွေမှာကူညီပေးဖို့နဲ့ no fly zone တတ်မှတ်ပေးဖို့တွေပါဝင်တယ်လို့ဆန္ဒထုတ်ဖော်မှုမှာပါဝင်တဲ့ကိုရီးယားရောက်မြန်မာလူငယ်တယောက်ဖြစ်တဲ့ကိုခိုင်လင်းဖြိုးကလည်းပြောပါရယ် အိတ်ဖွဲ့စာထဲမှာတော့နိုင်ငံမှာဖြစ်နေတဲ့အခြေအနေကြောင့် no fly zone ရောက်ကိုရရှိရမယ်ဆိုတဲ့အချက်နောက်စေုပ်စုကိုဘလို့ကင်တွေဖြစ်ရှင်းမယ်ဆိုတဲ့အချက်နိုင်ငံတကာကပူးပေါင်းဆောင်ရွက်ပေးဖို့လိုအပ်နေတဲ့အကူအညီတွေလိုအပ်နေတဲ့အထောက်ပံ့တွေအဲ့ဒါတွေကိုအမေရိကန်သမ္မတကြီး not တော်နေထွန်းစီကနေကျွန်တော်တို့ကအမြင့်ဆုံးရရှိဖို့အမြင့်ဆုံးလိုအပ်နေတဲ့ကြောင်းနောက်ပြီးကျွန်တော်တို့မျိုးဆက်ကဖန်စီကန်ရဲဘော်တွေထောင်နေရောက်နေတဲ့ဒီမိုကရေစီလိုလားသူတွေကိုအမြင့်ဆုံးထုတ်ပေးဖို့ဖန်စီကန်နိုင်ငံရေးအကျဉ်းသားတွေကိုအမြင့်ဆုံးထုတ်ပေးဖို့အမေတော်အောင်ဆန်းစုကြည်နဲ့တမရကြီးဦးဝင်းမြင့်တီတာကျွန်တော်တို့ရဲ့ခေါင်းဆောင်တွေဖြစ်ကြောင်းဒီချက်တွေပါဝင်ပါတယ်ဟု၎င်းကပြောဆိုပါတယ် ဆန္ဒထုတ်ဖော်တောင်းဆိုနေတာတွေတန်ယုံတာဝန်ရှိသူတွေကမှတ်တမ်းတင်သွားခဲ့တယ်လို့ဖေးပို့ခဲ့တဲ့အိတ်ဖွင့်ပေးစာကိုလည်းသမရထံပို့ဆောင်ပေးမှဖြစ်ကြောင်းပြောဆိုခဲ့တယ်လို့ကိုခိုင်လင်းဖြိုကဆက်ပြောပါရယ်ပြီးခဲ့တဲ့28ရက်တုန်းကလည်း American သမရဒေါ်နယ်ထရန့်ရောက်ရှိနေချိန်ဂျပန်နိုင်ငံတိုကျိုမြို့ American တန်ယုံရှိမှလည်းအလားတူဆန္ဒထုတ်ဖော်တောင်းဆိုမှုတွေနဲ့အိတ်ဖွင့်ပေးစာပေးပို့ခဲ့ကြောင်းလည်းသိရပါရယ်မြန်မာနိုင်ငံမှာစစ်တပ်ကလေကြောင်းကဘုံချဲတိုက်ခိုက်မှုတွေကြောင့်ပြည်သူတွေနေစဉ်ဆိုသလိုထိခိုက်သိမ်းဆုံးနေကြရပြီးအောက် တိုဘာ၁ရက်ကနေ၂၉ရက်ထိစစ်တပ်ရဲ့ကြမ်းဖက်မှုကြောင့်လူပေါင်း289ယောက်သေဆုံးခဲ့ရမှာ လေကြောင်းတိုက်ခိုက်မှုကြောင့်သေဆုံးရတာကအများဆုံးဖြစ်တယ်လို့နိုင်ငံရေးအကျဉ်းသားများကုညီဆောင်ရှောက်ရေးတင် AAPP ရဲ့ထုတ်ပြန်ချက်အရသိရှိရပါတယ်။ ဆက်လက်တည်ဆက်ပေးမယ့်သတင်းအကြောင်းကတော့ပေါင်းမြို့နယ်တွင်စစ်တပ်စစ်ကြောင်းထိုးလာသောစစ်တပ်ကတည်ဆောင်လာတဲ့ RPG ထိပ်ဖို့ပောက်ခွဲ၍စစ်သား9ဦးသေဆုံးတော်လန်ရေးရဲဘော်များနေမြေရှင်းလင်းရေးပြုလုပ်စဉ်စေတုံးဆောင်ပစ္စည်းများတင်စီရရှိတဲ့သတင်းကိုတည်ဆက်ပေးပါမယ်။မကွေတိုင်းပေါင်းမြို့နယ်တွင်စစ်ကြောင်းထိုးလာတဲ့ဂျမ်ဖက်စစ်တပ်ကတင်ဆောင်လာတဲ့ RPG ထိပ်ဖို့ပောက်ခွဲ၍စစ်သား9ဦးသေဆုံးပြီးတော်လန်ရေးရဲဘော်များ နေမြေရှင်လင်းရေးပြုလုပ်စဉ်စစ်သုံးဆောင်ပစ္စည်းများတင်စီရရှိခဲ့ကြောင်းစိတ်ဖြူပြောက်ကြားတကူရောကြားဆိုပြည်သူကကွေ NDF မှကိုကြားဆိုကပြောဆိုပါတယ်အောက်တိုဘာ29ရက်နေ့ကစတင်ပြီးစိတ်ဖြူမျိုးနယ်ကပါစာ22မှာထွက်ခွာလာတဲ့အင်အား800ခန်းပါစစ်တပ်စစ်ကြောင်းတွေပေါ့မျိုးနယ်အတွင်းကိုစစ်ကြောင်းထိုးဝင်ရောက်လာခြင်းဖြစ်ကြောင်းသိရပါတယ်ထိုကြမ်းဖက်စစ်တပ်စစ်ကြောင်းတွေရှင်းနေညနေပိုင်းတွင်မုံနိုင်ချောင်းအနီးရှိဇရက်တွင်နာနေစဉ် RPG ထိပ်ဖို့ပောက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းထိုပောက်ကွဲ ဲမှုတွင်စစ်သား၂ဦးသေဆုံးခဲ့ပြီးထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်းသိရပါတယ်။ဘုံနိုင်ချောင်းဤကဇယက်နာမှာစစ်သားတွေနားနေတော့မှာ RPG ထိပ်ဖူးပေါက်ခွဲပြီးစစ်သား၂ယောက်သေတယ်လို့သိရတယ်။ထိခိုက်ဒဏ်ရာရတာလည်းရှိတယ်။အဲ့ဒီစစ်သားတွေစစ်ကြောင်းထိုးတဲ့နေရာတွေကိုကျွန်တော်တို့နေမြေရှင်းလင်းရေးလှုပ်ဆောင်တာ KN တချို့နဲ့စစ်သုံးဆောင်ပြည်စီတင်းစီရရှိပါတယ်ဟုစိတ်ဖြူပြကြားတကောတော့ကြာဆိုပြည်သူကာကွယ်ရေးမှကိုကြားဆိုကပြောပါတယ်။အဆိုပါအကျန်းဖက်စစ်ကြောင်းဟာလက်ရှိချိန်မှာပေါင်းမြို့နယ်တွင်ဝင်ရောက်သွားပြီးဖြစ်ကြောင်း ောင်းထိုးစစ်ကြောင်းကြောင့်လက်ရှိချိန်မှာပေါ့မြို့နယ်တွင်ပြည်သူများထွက်ပြေးသိမ်းရှောင်နေရကြောင်းသိရှိရပါသည်မြမအရေးဖြည့်ရှင်ရာတွင်စစ်ကောင်စီရွေးကောက်ပွဲက ASEAN ၏ဦးစားပေးမဟုတ်ပဲရွေးကောက်ပွဲကြောင့်ပြည်ပခအခြေအနေပိုဆိုးလာလိမ့်မည်ဟုမလေးရှားနိုင်ငံသား၏ဝန်ကြီးသတိပေးတဲ့အကြောင်းကိုတင်ဆက်ပေးပါမယ်။ ဆရာနာတင်ထားတဲ့မြန်မာနိုင်ငံတွင်နှစ်ဖက်ဖြစ်ပွားနေသောနိုင်ငံရေးပြဿနာနှင့်ပြည်ပခါကိုဖြေရှင်းရမှာစေကောင်စီရွေးကောက်ပွဲမှာအာဆီယံ၏ဦးစားပေးမဟုတ်ဘဲရွေးကောက်ပွဲကြောင့်ပြည်ပခါအခြေအနေပိုဆိုးလာနိုင်ကြောင်းမလေးရှားနိုင်ငံခြားရေးဝန်ကြီးဒူကူဆရီမိုဟာမက်ဟက်ဆန်ကယမန်၏သတင်းစာရှင်းလင်းပွဲမှာထုတ်ဖော်ပြောဆိုပါသည်။ စစ်ကောင်စီကကျင်းပရင်စီစဉ်နေသည့်ရွေးကောက်ပွဲသည် ASEAN ၏ဦးစားပေးအရေးကိစ္စမဟုတ်ကြောင်းရွေးကောက်ပွဲသည်နိုင်ငံတကာတွင်အမှန်တရားကိုဖုံးကွယ်ရန်လုပ်နေသည့်အပြင်းအထန်တစ်ခုဖြစ်လျင်လုံးဝအတိတ်ပဲမရှိကြောင်းရွေးကောက်ပွဲကြောင့်ပြည်ပကအခြေအနေပိုဆိုးလာနိုင်ကြောင်းမြမအရေးဖြေရှင်းရန်မှာ ASEAN ဘုံသဘောတူညီချက်၅ချက်ကိုအပြည့်အဝအကောင့်ထဲပေါ်ရန်သာဖြစ်ကြောင်း၎င်းကပြောဆိုပါသည် ရွှေကောက်ပွဲဟာအာဆီယံအတွက်ဦးစားပေးအရေးမဟုတ်ပါဘူး။ဒါကတကယ်ပဲနိုင်ငံတကာရဲ့မျက်စိရှေ့မှာဖုံးကွယ်ဖို့အတွက်အပြင်းစင်လှုပ်တာတစ်ခုပဲဖြစ်ရင်တော့အထိပ္ပယ်မရှိပါဘူး။ရွှေကောက်ပွဲကအခြေအနေတွေကိုပိုဆိုးလာနိုင်စေပါတယ်။စစ်ကောင်စီနေနဲ့အာဆီယံဘုံသဘောတူညီချက်၅ချက်ကိုလိုက်နာဖို့ကောင်းလိုက်နာဖို့တောင်းဆိုပါတယ်ဟုမလေးရှားနိုင်ငံသားဝန်ကြီးကပြောဆိုပါတယ်။ အာဆီယံအနေဖြင့်စစ်ကောင်စီတန်တို့ရှင်းလင်းပြသတိကျသောသတင်းစကားပေးပို့ထားပြီးအာဆီယံဘုံသဘောတူညီချက်၅ချက်ကိုအကောင့်ထည့်ဖို့ပြီးမှသာလျှင်ရွေးကောက်ပွဲနှင့်ပတ်သက်၍ဆွေးနွေးမှုများလှုပ်ဆောင်ရမည်ကိုပြောဆိုထားပြီးဖြစ်ကြောင်းအားလုံးပါဝင်သောညှိနှိုင်းမှုလုပ်ငန်းစဉ်အောင်မြင်ပြီးမှသာမြန်မာနိုင်ငံသည်စစ်မှန်သောဒီမိုကရေစီအစိုးရတည်းရဲ့ဖွဲ့စည်းနိုင်မည်ဖြစ်ကြောင်း၎င်းကဆိုပါသည်မြန်မာရေးဖြစ်ရှင်ရေးအတွက်မြန်မာနိုင်ငံဆိုင်ရာအာဆီယံအထူးတန်တမန်တို့ကို၃နှစ်တက်တန်းအတွက်အမြဲတမ်းခန့်အပ်ရန်အဆိုပြုချက်နှင့်ပတ်သက် က်ဆက်လင်း၍အာဆီယံအဖွဲ့အတွင်းသဘောတူညီမှုရရှိထားကြောင်းသိရှိရပါသည်မြန်မာရေးပြဿနာသည်မြန်မာနိုင်ငံတစ်ခုတည်းရဲ့ပြည်တွင်းရေးပြဿနာမဟုတ်တော့ဘဲဒေသရင်းပြဿနာဖြစ်လာနေကြောင်းအထူးသဖြင့်မြန်မာနိုင်ငံမှနေဆက်ဖြတ်ကျော်ရာစုမှုများငွေကြေးခေါ်ဝါချမှုများကြားဖြတ်လိမ်လည်မှုများကြောင်းဒေသရင်းပြဿနာဖြစ်လာကြောင်းမလေးရှားတနိုင်ငံတွေကမြန်မာနိုင်ငံမှရိုဟင်ဂျာဒုက္ခသည်နှစ်သိန်းကျော်ကိုလက်ခံထားရကြောင်း၎င်းရဲ့အဆိုအရသိရှိရပါသည် ဆက်လက်တင်ဆက်ပေးမယ့်သတင်းကတော့ကြောက်ကြီးမြို့နယ်တွင်မင်္ဂလာဆောင်နေရင်ကိုစစ်တပ်ကလေရင်ဖြင့်ဘုံကျဲမှုသူတို့တမီနော်ကပွေးဖို့အပါဝင်တေဆုံးသူ၁၂ဦးအထိ တိုးလာတဲ့သတင်းအကြောင်းကိုတင်ဆက်ပေးပါမယ်။ ပဲခူးတိုင်းကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာရှိမင်္ဂလာဆောင်နေအိမ်ကိုအကျန်းဖက်စစ်တပ်ကလေရင်ဖြင့်ဘုံကျဲတိုက်ခိုက်ခြင်းကြောင့်သရုသမီးနော်ကပွေးဖို့အပါအဝင်တေဆုံးသူ12ဦးထိတိုးလာကြောင်း KNU ဘဟုကထုတ်ပြန်လာပါတယ်။ရမန်နေ့မေလ25ရက်နေ့မနက်9:00နာရီခန့်အချိန်ကြောက်ကြီးမြို့နယ်ကျွန်းကြီးကျေးရွာမင်္ဂလာဆောင်ကိုအကျန်းဖက်စစ်ကောင်စီတပ်ကဂျက်ဖိုက်တာတစ်စင်းဖြင့်ဘုံနှလုံးကျဲချတိုက်ခိုက်မှုကြောင့်အသက်9နှစ်အရွယ်ကလေးငယ်2ဦးနဲ့သရုသမီးအပါအဝင်ပြည်သူ12ဦးသေဆုံးကအသက်မပြည့်သေးတဲ့ ဲ့ကလေးငယ်73ဦးအပါအဝင်ပြည်သူ38ဦးပြင်းထန်ဒဏ်ရာရရှိခဲ့ကြောင်းထို့ပြင်နေအိမ်ဆက်တလုံးဈေးဆိုင်တလုံးဒဲတလုံးဝက်တဲတလုံးလဲထွန်ဆက်တလုံးအိမ်သားနှလုံးနဲ့စာတင်ကြောင်းခြံတို့ပျက်စီးခဲ့ကြောင်းသိရပါတယ်အကြံဖက်စစ်ကောင်စီတပ်ဟာတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲလက်နက်ကိုင်မရှိသောဒေသပြည်သူများနေထိုင်တဲ့ကျွန်းကြီးချင်းရွာမင်္ဂလာဆောင်ကိုရည်ရွယ်ချက်ရှိရှိဘုံကျဲတိုက်ခိုက်ခဲ့ခြင်းဖြစ်ပါတယ်။ထိုလေကြောင့်တိုက်ခိုက်မှုကြောင့်တေဆုံးသူ12ဦးမှာအသက်32နှစ်အရွယ်နော်ဖောတာရှူ အသက်35နှစ်ရွယ်နော်ဖောတဝါဒအသက်9နှစ်ရွယ်စောနေဘလူမူအသက်46နှစ်ရွယ်နော်ဂျူပလီအသက်9နှစ်ရွယ်နော်စုထူထူအောင်အသက်22နှစ်ရွယ်သရိုသမီးနော်ကဝီဖော အသက်19နှစ်ရွယ်မောင်တူတူအသက်14နှစ်ရွယ်မောင်မြက်မြက်ဟင်းအသက်52နှစ်ရွယ်နော်ဘူးလာဖောအသက်18နှစ်ရွယ်နော်စေးကပူဖောအသက်40ရွယ်နော်အဲလာဖောအသက်44နှစ်ရွယ်စောပလဲတို့ဖြစ်ကြောင်းသိရပါတယ်လေးချောင်းတိုက်ခိုက်မှုကြောင့်အပြင်းထန်ဒဏ်ရာရရှိသူ 38ဦးရှိပြီးကလေးငယ်များနဲ့တက်ကြီးရွယ်အိုများပါဝင်ကြောင်းသိရှိရပါသည်။